မိုင်းတုံနိုင်ယာယီနေရဆွန့်ခွာပြည်သူများ ထောက်ပံ့ငွေပေးရတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင် မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝင်းရှိအစည်းအဝေးခမ်းမဆောင်နိုင်ယနေ့နေ့နဲ့စေနာရီကအကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူလေးဦးဟာတဦးလျင်နှစ်တောင်းကျပ်လုံးဖြင့်နှစ်လစာစုစုပေါင်းတသိန်း6တောင်းကျပ်ထောက်ပံ့ပေးအပ်ပွဲခန္ဓာပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါခန်းနာတွင်မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးကအဖွင့်မှာစကားပြောကြားပြီးနောက်အကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရဆွန့်ခွာပြည်သူလေးဦးအားမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးက၎င်းမြို့နယ်လာဝကဦးစီမူဦးအောင်ထွန်းက၎င်းအတီးတီးပေးရရာယာယီနေရဆွန့်ခွာပြည်သူများမှလက်ခံရယူပြီးပြည်သူတို့ဦးမှဂျေဇူးတင်စကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခမညာ